ဆလာတစ်နှစ်လောက်အချိန်ယူရပြီးကိုဖန်တီးရတဲ့ဂိမ်းကိုပလေယာလာဆော့အောင်ဘယ်လိုလုပ်ရအောင်လဲကျွန်တော်ဂိမ်းဖန်တီးရအားလုံးဒီလိုမျိုးကြုံမှုကြမယ်ထင်တယ်ကျွန်တော်ဖန်တီးရတဲ့ဂိမ်းကိုပလေယာများများလာဆော့အောင်ဘယ်လိုလုပ်ရမလဲဆိုတာမသိဘဲနဲ့ကြောင်ပြောက်တာမျိုးကိုပြောတာပါဒီနေ့မှာတော့ဒီ process တွေကိုလုပ်ရတဲ့ game publishing အကြောင်းကိုအလွယ်ကူဆုံးနဲ့ရိုးရှင်းအောင်ပြပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကညံကျော်ပါ gaming ကမြန်မာအနေနဲ့ကျွန်တော်ဆိုလိုက်ပါ game publishing ဆိုတာက game developer တွေအစအဆုံးဖန်တီးရတဲ့ game တစ်ခုကိုကိုယ့်ရဲ့ audience ဖြစ်တဲ့ gamer တွေ လာပြီးတော့များများဆော့အောင်လုပ်ရတဲ့ process တစ်ခုပဲဖြစ်ပါတယ်ဒီ process ကလည်း gain လောက်ပါတော်တော်များများအတွက်ခက်ခဲတဲ့ process လို့ပြောလို့ရှင်လည်းမပါဘူးပေါ့ဘာကြောင့်လဲဆိုတော့ gain publishing ဆိုတာက gain လုံးမ pipeline နဲ့ ya process တွေအပြင်မှာကိုယ့်ရဲ့ gain ကို player များများရအောင်ဘယ်လို လုပ်ပါလဲ distribute လုပ်ပါလဲ market လုပ်ပါလဲပြီးလို့ရှိရင်ရလာတဲ့ player တွေလည်းဘယ်လို customer service နဲ့ support ပေးပါလဲပြီးလို့ရှိရင်ကိုယ့်ရဲ့ game ကို PlayStation တို့ Xbox တို့ computer တို့ဒီလိုမျိုး platform များမှာ solo ရအောင်လုပ်ရတဲ့ process တွေပါဝင်လို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လည်း game developer တွေအတွက် game publisher တွေကပေါ်လာခြင်းပဲဖြစ်ပါတယ်ခုမှနာမည်ကြီး Stardew Valley ဆိုတဲ့ဒီ site view game ကိုတော်တော်များများသိကြမှာထင်တယ်ဒီ game ရဲ့ developer Eric Baron ဆိုတဲ့သူကလည်းဒီ game ကိုတယောက်တည်း၄နှစ်ခွဲလောက်အချိန်ယူပြီးတော့ဖြန်ခဲ့ရတာပါဒါပေမဲ့သူက game ကိုအကြာကြီး develop ပြီးသွားတဲ့အချိန်မှာ ိုယ့်ရဲ့ game ကို player များများလာဆော့အောင်ဘယ်လိုလုပ်ပြီးတော့ publish လုပ်မယ်ဆိုတဲ့ဟာကိုသူမသိဘဲနဲ့အခက်တွေ့နေပါတယ်။အဲ့ဒီချိန်မှာ Checker Fish ဆိုတဲ့ဒီ game publisher company တစ်ခုကသူ့ရဲ့ game ကို Steam ပေါ်မှာမြင်ပြီးတော့ game ကလူကြိုက်များလောက်တယ်ပေါ့နော်။အဲ့အနေနဲ့သူ့ game ကို game publishing service လေးကူညီပေးဖို့ကန့်လန့်ခဲ့ပါတယ်။ဒီလိုမျိုး game publishing ဘိုင်းကို Checker Fish ကတာဝန်ယူပေးလိုက်တဲ့အတွက်ကြောင့် game developer ကိုယ်တိုင်ကလည်းသူ့ရဲ့ game ကိုပြီးမြောက်အောင်ပို့ပြီးတော့ iOS site လို့ရတော့ပါတယ်။ Checker Fish က game marketing တစ်ခုတည်းတွေမဟုတ်ဘဲနဲ့ player တွေများများရအောင် game ကိုဘလို့ distribute လောက်มาလဲပေါ့เนาะဒီ Steam တို့ Play Store တို့တခြားဒီ platform တွေပေါ့မှာပို့ပြီးတော့လဲ customer service ကောင်း multiplayer service တွေထည့်ပေးခဲ့တယ်အဲ့တော့ကြောင့် player တွေအတွက်လဲပို့ဆော့ဖို့ကောင်းပြီးတော့ game ကိုနောက်ထပ် level တစ်ခုရောက်အောင်လူဆောင်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့် Stardew Valley ဆိုတဲ့ game ကလည်းဒီ global မှာအခုထိ လူကြိုက်များတဲ့ sensation နဲ့ game တစ်ခုအနေနဲ့ယက်တီနေနေတာပဲဖြစ်ပါတယ်။ကျွန်တော် game maker မြန်မာကလည်း game developer တွေအတွက်ကို game publishing service တွေနဲ့လုပ်ပေးပြီးတော့အကူအညီပေးနေပါတယ်။အဲ့ဒါကိုကျွန်တော်နောက်မှာ ဆက်ပြပြပေးပါမယ်အခုဒီ game publisher ကဘယ်လိုမျိုးအသေးစိတ်တွေလှုပ်ဆောင်လဲဆိုတဲ့ process တွေကိုဆက်ကြည့်ကြရအောင်နံပါတ်1ကတော့ game ကို marketing နဲ့ promotion တွေလုပ်ပေးတာပါ game publisher အနေနဲ့ကိုယ့်ရဲ့ game ကို လူသိများပြီးတော့ player များများစိတ်ဝင်စားအောင်လုပ်ပေးရပါတယ် developer လုပ်ထားတဲ့ game ကိုဒီ game genre မျိုးစားကိုဘယ်လိုလူတွေကစိတ်ဝင်စားရလဲဘယ်လို gamer မျိုးတွေကကြိုက်လဲဆိုတော့သူတို့ဒီ target audience ကို ရွေးချယ်ပြီးတော့ဒီ trailer တွေ gameplay demo footage တွေဒီလိုမျိုးဆွဲဆောင်မှုရှိတဲ့ content တွေကိုဖန်တီးပြီးတော့လူများများမြင်အောင် လုပ်ပေးရတာမျိုးကိုပြောတာပါဒါတွေမကဘူးတက်ဆိုင်ရာ social media platform တွေမှာလည်းဒီ marketing campaign တွေ run ပေးတာမျိုးတို့ဒီ game ကြိုက်နေတဲ့ community တကူကိုလည်းဥဆောင်ပြီးတော့ဖွဲ့စည်းပေးတာမျိုးတွေလုပ်ပေးရပါတယ်နံပါတ်1ကတော့ကိုယ့်ရဲ့ game ကို platform မျိုးမျိုးမှာ distribute လုပ်ပေးတာဖြန့်ချိပေးတာပေါ့နော်ဒီ distribution ဆိုတာကတော့ကိုယ့်ရဲ့ game ကိုမတူညီတဲ့ platform က player တွေစီကိုများများရအောင် ကူညီပေးတဲ့ process ကိုပဲပြောပါရစေ။ဥပမာဒီလိုမျိုး digital game store တွေဖြစ်တဲ့ Steam ပြီးလို့ရှိရင် Epic Game Store ဖုန်းထဲမှာဆိုလို့ရှိရင်လည်း Google Play Store နဲ့ App မှာဆိုလို့ရှိရင် App Store လိုမျိုးပြီးရင် console platform တွေဖြစ်တဲ့ PlayStation, Xbox, Nintendo ဒီမျိုး game store တွေမှာ player များများရအောင် game publisher တွေကတောင်းယူပြီးတော့ဖြန့်ဖြူးပေးတာမျိုးတွေလုပ်ပေးတာပါ။အဲ့ဒါပြီးရင်ကိုယ့်ရဲ့ game ကို player ဆော့တဲ့အချိန်မှာ quality ကောင်းအောင် play testing လုပ်ပေးတာမျိုးတွေ platform တွေပေါ်တင်တဲ့အချိန်ကြီးကြလို့ရှိရင်လည်းဒီ platform policy နဲ့ရှုပ်ထွေးနေပေါ့နော်။အဲ့ဒါတွေကိုကျွန်တော်တို့ကိုယ်တိုင်အမယ်ကင်တွယ်ပြီးတော့တောင်းယူ တော့မှာပဲဖြစ်ပါတယ်။နံပါတ်3ကတော့ game ကို play testing နဲ့လုပ်ပေးတာပါ။ game publisher အနေနဲ့သူတို့စီကိုလာအပ်တဲ့ developer တွေရဲ့ game ကိုပို့ပြီးတော့ကောင်းအောင် ဲထဲမှာလည်း error တွေမပါနေအောင် play ဆော့အချိန်မှာအဆင်ပြေနေအောင်ပေါ့နော်ဒီ error တွေ bug တွေ glitch တွေကိုတိချာလေးစစ်ဆေးပေးရပါတယ်ထဲထဲမှာလည်း player ရဲ့ဒီ user experience ကောင်းချိန်ညှိရာမျိုးတွေ game ကို tune in လုပ်တာအရင်မခက်နေအောင်မျိုးတွေပေါ့နော် player တွေနဲ့ပို့ပြီးအဆင်ပြေအောင်နောက်ပြီးထဲမှာအဲ့ error တွေပါနေလို့ရှိရင်လည်းကိုယ်တိုင်ဝင်ပြီးတော့လည်းဖြေရှင်းပေးရပါတယ်အဲ့ဒီအတွက်ကြောင့်အခု game က error တက်နေတောင်မှ game publisher တွေသွားအပ်ဖို့ပုံမလေးပါနဲ့သွားအပ်လို့ရပါတယ်သူတို့ဖြေရှင်းတဲ့ဟာလေးတွေ ူညီပေးပါတယ်။ဂိမ်းထွက်ပြီးနောက်ပိုင်းမှာဂိမ်း publisher အနေနဲ့ဒီထုတ်လုပ်ထားတဲ့ဂိမ်းပေါ်ကို player တွေကတောင်းဆိုမှုတွေသူတို့ရဲ့ low at chat တွေပြီးရင်သူတို့မှာဖြစ်တဲ့ပြဿနာတွေကိုအချိန်မီတွင်ဖြေရှင်းတာမျိုးတွေလုပ်ပေးရပါတယ်။ရှင်းရှင်းပြောမယ်ဆိုရင် ကိုယ့်ရဲ့ gain ကိုအားပေးတဲ့ community ကိုစိတ်ချမ်းသာအောင်တခြားလေး use site ပြရတာမျိုးကိုပြောတာပါ message တို့အနေနဲ့ဒီ digital developer တို့ anapana interactive တို့မှဟောဒီ check fish တို့လိုမျိုး game publisher တွေကိုတနည်းအားတို့မှကြားဘူးရင်လည်းကြားမှုလိမ့်မယ်ကြားဘူးရင်လည်းမကြားဘူးပေါ့နော်ဒီ game publisher တွေကသူတို့ကတနိုင်တစ်ပိုင်းနဲ့ကိုယ့်အကို game ဖန်တီးနေကြတဲ့ independent game developer လေးတွေကိုရှာပြီးတော့ financial support တွေပေးတယ် ပြီးလို့ရှိရင်တို့ဒီ game အစားအနေအဆုံးထိထောက်ပံ့ပေးပြီးတော့ကဘာတော်နာမည်ကြီး game တွေဖြစ်အောင်ကိုကြီး publish လုပ်ပေးပါတယ်ကျွန်တော် game maker မြန်မာကနေ game တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုသင်ကြားပေးရုံနဲ့မကပဲကိုယ့်ရဲ့ game ကိုလူများများသိအောင်ဒီ promote လုပ်ပေးတဲ့ video တွေပြီးလို့ရှင် developer နဲ့နောက်ကွယ်မှာ game ဘယ်လိုဖန်တီးရလဲဆိုတဲ့ video တွေပြင် ပြီးရှင်ကိုယ့်ရဲ့ game ကိုဒီ digital store မှာ present ဖြစ်နေအောင် Steam တို့ Google Play Store မှာကျွန်တော်တို့ account တွေ set up လုပ်ပြီးတော့ publish လုပ်ပေးပါတယ်အဲမျိုးတွေပြင်ကိုယ့်ရဲ့ game ကိုပို့ပြီး quality ကောင်းအောင်ကျွန်တော်တို့ play testing လုပ်ပေးတာမျို ိုးတွေပြီးလို့ရှိရင်ပို့ပြီးရှုပ်ထွေးတဲ့ legal policy ကိစ္စတွေပေါ့နော် platform policy ကိစ္စတွေကိုလည်းကျွန်တော်တို့ကပဲတာဝန်ယူပြီးတော့အကုန်လုပ်ဆောင်ပေးပါတယ်။ကျွန်တော် game maker မြန်မာမှာတက်ရောက်နေတဲ့သင်တန်းသားတွေအတွက်လည်းအခွင့်အရေးကောင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့သင်တန်းသားတွေအတွက်ကို game publishing service ကို free လုပ်ပေးတော့မှာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ game ကိုဒီ digital store ဖြစ်တဲ့ Google Play Store နဲ့ Steno ပေါ်မှာတာဝန်ယူပြီးတော့ publish လုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်အတန်းပြီးွားတဲ့အခါမှာလည်းကိုယ့်ရဲ့ masterpiece game ကိုလုပ်ချင်ရင်သို့မဟုတ် core portfolio project လုပ်ချင်တယ်ဆိုလို့ရှိရင် digital store မှာသွားကြည့်လို့ရအောင် publish lo ပေးသွားမှာအတွက်ကြောင့်ကိုလုတ်ချင်တဲ့ game ကိုပြီးတော့ ion site ပြီးလုတ်လို့ရတာပေါ့။ကဲကိုယ့်ရဲ့ game ကိုဖန်တီးပြီးပြီဆိုလို့ရှင်ကိုယ့်ရဲ့ audience တွေဖြစ်တဲ့ဒီ player တွေများများသိပြီးများများဆော့နိုင်အောင် game publishing ကလုပ်ကိုလုပ်မယ့် process တစ်ခုပဲဖြစ်ပါတယ်။ကိုကိုတိုင်းလုံနိုင်တော့လုပ်ပေါ့နော်။မလုံနိုင်ဘူးဆိုရင် game publisher တွေဈေးကနေအကူအညီသွားပြီးတော့ယူတက်ပါတယ်။ဒါမှလည်းကိုယ့်ရဲ့ game ကိုခုနပြောသလိုလူများများသိပြီးလူများများစောင့်ကြမှာပါ။ကျွန်တော်တို့ရဲ့ဒီ publishing game service တွေကိုအသေးစိတ်သိချင်တဲ့ဆိုရှင်တော့ကျွန်တော် game maker မြန်မာ website မှာဝါရောက်ကြည့်ရှုလို့ရပါတယ်။ကဲဒါဆို game man video နဲ့ပတ်သက်ပြီးတော့ဗားတွေသိချင်တဲ့ comment section မှာရေးပေးသွားနိုင်ပါတယ်။ကျွန်တော်တို့လည်း like and share တွေလုပ်ခဲ့ပြီးတော့လည်းကူညီပေးလို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျန်တဲ့ဆုံးတွေ့ကြမယ်။ Alamanha, bye bye.